ပါရှင် online japanese language center ujnc မှာစာသင်ခံဝတ်တင်ဖြစ်ပါတယ်ဒီ video file လေးကတော့ကျောင်းသားကျောင်းသူများကို n5 level ရဲ့အခန်း23ဘုံဘိုးပေါ့နော် grammar မှတ်စုတင်ပေးမယ် video file လေးပဲဖြစ်ပါတယ်အဲ့ဆိုစမ်းသပ်လို့ group လေးလာကြည့်အောင်နော်ငါဆိုရင်ဒီခန်းမှာ grammar နှစ်မျိုးပါတယ်ပေါ့နော်အော် ichiban မဲ့က toki ဆိုတဲ့ grammar လေး toki ဆိုတဲ့ grammar လေးကိုစမ်းသပ်လို့ကနှစ်မျိုးဘာသာပြန်လို့ရတယ်အချိန်အခါလို့လည်းဘာသာပြန်လို့ရတယ်တုံးကလို့လည်းဘာသာပြန်လို့ရတယ် အော်ဘယ်လိုမျိုးခွဲမလဲဆိုလို့ရှိရင်ဒီအောက်မှာစမ်းတဲ့ရေးပေးထားရယ်နော်အော်အရင်ဆုံးဒီ toki grammar ရဲ့ရှေ့မှာဘာတွေလိုက်လဲဆိုရင်အဲ buff ဆိုရင် plain form နော် fusuke လိုက်တယ် doshi ဆိုလို့ရှိရင် fusuke လိုက်တယ်နောက်တစ်ခုက e adjective ဆိုလို့ရှိရင်လည်းစမ်းတဲ့လို plain form ဝင်လိုက်တယ်နော် plain form လို့ပြောတာအလွယ်မယ်လို့ထင်တယ် fusuke ဆိုရင်တခါတည်းကြောင်းမအောင်မယ်အော် EHDA ရဲ့ plain form လိုက်တယ်စမ်းသလို not adjective ဆိုလဲ not adjective ရဲ့ plain form လိုက်တယ်ဒါပေမဲ့ तू က toki ဆိုတဲ့ grammar နဲ့တွဲမယ်ဆိုရင် not adjective ရဲ့ plain form မှာ not ကိုဖြုတ်ထားလေဥပမာဆိုရင် ဟိမနာဆိုရင်အားလက်တော့အားလက်တီလို့ပြောလို့ရှိရင်ဟိမဒနောက်ဖြုတ်တာပေါ့နော်ဟိမဒဆိုရင်အားလက်တီဒါပေမဲ့တုခိနဲ့တွဲမယ်ဆိုရင်အဲ့ဒီနအကြတိရဲ့ပလင်းဖောင်းမှာနာကိုဖြုတ်ထားဆိုပေမဲ့သူကနအတိုင်းလေးပဲတုခိနဲ့တွဲတယ်ပေါ့နော်ဟိမနာတုခိဟိမဒမဟုတ်ဘဲနဲ့ဟိမနာတုခိနာဆိုနအတိုင်းလေးပဲနောက်တစ်ခုကနောင်းဆိုရင် နောင်းတော့တုခိဆိုပြီးသုံးနေပေါ့နော်အဲ့ဒီမှာဘယ်ချိန်မှာသူအချိန်အခါလို့ပြန်ရမလဲဆိုရင် စာသောင်းရဲ့အဆုံးမှာ စာတမ်းအဆုံးသက်ကဒီတို့ဘူးတို့ပေါ့နော်လက်ရှိ present form ဖြစ်နေမှာဆိုရင်ဒီမှာဆိုလို့ရှင်လည်းဆက်သက်ပြောရဲဒီဒီဘဘေးနာအဝါရောင်မှတ်စုလေးကိုကြည့်လိုက်မယ်အင်္ဂလိပ်လိုရှင်းထားတဲ့ဟာလေးနော်အဲ့လေးကဆက်သက်လို့ပါလဲဆိုရင် present form လက်ရှိကာလကိုပြောမယ်ဆိုရင်ပေါ့နော်တိုခိစာတမ်းအဆုံးမှာ present form ဒီတွေဘူးတွေဖြစ်မယ်ဆိုလို့ရှင်တော့အဲ့ဒီတိုခိကိုအချိန်အခါလိုဘာသာပြန်ပေးရမယ်စာတမ်းအဆုံးမှာဆက်သက်လို့ခဲ့သည်လို့ခဲ့ဘူးလို့ပေါ့နော်အတိတ်ပေါ့နော် past tense ပေါ့နော် past form ဖြစ်မယ်ဆိုလို့ရှင်တော့အဲ့ဒီတိုခိလေးကိုတုံးကာလို့ဘာသာပြန်ပေးမယ်ပေါ့နော် ီမှာဆိုလို့ရှိရင်ဆန်တဲ့လို့ဒီဥပမာလေးကိုကြည့်မယ်နော်မိချီကိုဝါတာရုတုခိနောက်ဆုံးကဆန်တဲ့လို့ mass ဖြစ်တဲ့အတွက်ကြောင့်ဒီတွေဘူးတွေ mass ဆိုတော့လက်ရှိကာလဖြစ်တဲ့ကြောင့်သူ့ကိုအချိန်အခါလို့ဘာသာပြန်မယ်နော်မိချီကိုဝါတာရုတုခိလမ်းဖြတ်ကူးတဲ့အချိန်လမ်းဖြတ်ကူးတဲ့အခါခူရူမာနီခီယိုစကဲမတ်ကားတွေကိုတရိထားမယ်ပေါ့နော်အဲ့မှာနီခီယိုစကဲမတ်ဆိုတာအတွက်လိုက်ကလေးမှတ်ထားမယ်နော် အဲ့တော့ရမယ်လို့ထင်တယ်နောက်တစ်ခုကကြတော့ခိုင်းရှာအဲခုတုတိုခီအဲ့ဒီမှာလည်းဆက်ဆိုတော့နောက်ဆုံးကဟာကိုတွေ့ကြည့်မယ်မာစတာဆိုတော့ခဲ့တီဆိုတော့အတိတ်ဖြစ်နေရောသူကိုတုံးကလို့ဘာသာပြန်မယ်ခိုင်းရှာရဲ့ခုတုတိုခီကုမ္ပဏီလာတုံးကစံပိုင်းနီအာယီမာစတာဘာလဲဆိုရင်အဲဒီစီနီယာနဲ့တွေ့ခဲ့တယ်အဲ့ဒီမှာလည်းနီအာယီမာစတာဆိုတာနီအာယီမတ်ဥမာသမိုဒါချီနီအာယီမတ်နီအာယီမတ်ဆိုတော့အတွက်လိုက်လေးမှတ်ထားမယ်နော်ပြီးလို့ရှင်ဒီအဝါရောင်မှတ်စုနော်ကလေးကိုကြည့်မယ်နော်ဒီမှာဆိုလို့ရှင်လည်းဒဲခါခဲတုတိုခီ ဘာလဲဆိုရင်အပြင်ထွက်တဲ့အခါဒုဝအရှိမတက်ခူတာဆိုင်နဲ့ဘာလဲဆိုရင်အဲဒီတကားပိတ်ပါဗောနော်တကားပိတ်ပါလို့ပြောတာဖြစ်တော့ကြောင့်မလို့ဒါလက်ရှိကာလကိုပြောတာမလို့ဒါကိုဆန်စတို့အချိန်အခါလို့ပြန်လိုက်တယ်နောက်တစ်ခုကနီဟွန်နီအီတာတူခိနောက်ဆုံးမှာဆန်စတို့ထိုရီမိုင်းစတာဆိုပြီးတုံးထားတာဖြစ်တော့ကြောင့်မလို့အတိတ်ဖြစ်တော့ကြောင့်တုံးကလို့ပြောတာပြန်မယ်နော်နီဟွန်နီအီတာတူခိဂျပန်သွားတော့က ဘာလဲဆိုရင်တက်ဆန်ရှာရှင်သိုရီမတ်တာတဲ့ဘာလဲဆိုရင်တပုံနေအများကြီးရိုက်ခဲ့ပါတယ်တဲ့အဲ့တော့အဲ့ဒီတိုခိဆိုတဲ့ grammar လေးကသူကဘာလဲဆိုရင်ဒီဒီဒီအချိန်ကိုပြောတဲ့အခါမှာသုံးတယ်ပေါ့နော်အချိန်အခါလေးအချိန်အခါပေါ့နော်အချိန်ကာလတစ်ခုပြောတဲ့အချိန်ကိုပြောတဲ့အခါမှာသုံးတယ်နော်အဲ့ဒီအင်္ဂလိပ်လိုဆိုရင်တော့ရှင်းတယ်မြန်မာလိုဆိုရင်တော့ဒီပြောရတာရှုပ်တယ်ပေါ့နော်ဟောအဓိကဘာလဲဆိုရင် အချိန်အခါလို့ပြောခြင်းနဲ့နောက်တစ်ခုကတုံးကပေါ့နော်အဲ့လိုမျိုးပြောခြင်းနဲ့ဆိုရင်ဒီတိုခိ grammar ကိုသုံးတယ်ပေါ့ နောက်တစ်ခုကနိဗ္ဗာန်မဲ့တိုးဆိုတဲ့ grammar လीเนาะသူကကြတော့မြန်မာလိုဆိုလို့ရှိရင်လှိန်ရင်လို့ပြန်လဲရတယ်သူကမြန်မာလိုပြန်တာမို့လို့သူအမျိုးမျိုးပြန်တာတချို့တွေဆိုရင်ဆန်တော့ရင်ရင်လို့ပြန်တာရှိတယ်ကွာအဲ့တော့လှိန်ရင်လို့ပြန်တာရှိရင်ရင်လို့ပြန်တာရှိရင်နောက်တစ်ခုကဘောအခါလို့ပြန်တာရှိရယ်เนาะအဲ့တော့ဒီတိုးဆိုတဲ့ grammar လေးကဘာနဲ့တွဲသုံးလဲဆိုလို့ရှိရင်ဘတ်ကြီးလျှော့ခဲပေါ့เนาะ bad dictionary form နဲ့တွဲသုံးတယ်ဘတ်ဒစ်ရှင်နရီဖောင်ဘလတ်တူပေါ့နော် meditationary form blood တို့ तू อ่ะဘယ်နေရာဘယ်ချိန်မှာသုံးလဲဆိုလို့ရှင် तू อ่ะဘာလဲဆိုလို့ရှင်ဒီရေဘူးရအဖြစ်မှန်ကန်တဲ့ဟာမျိုးတွေပေါ့เนาะရေဘူးရအဖြစ်မှန်ကန်တဲ့ဒီဘက်ကအဝါရောမှတ်စုလို့ကြည့်မယ်เนาะအဲ့ဒီတူဆိုတဲ့ grammar လေးอ่ะရေဘူးရအဖြစ်မှန်ကန်တာတို့ပြီးလို့ရှင်တဘာဝအတိုင်းဒီဖြစ်ပေါ်နေတဲ့ဟာမျိုးတွေပေါ့เนาะအမဆိုရင်ဆောင်းရာသီဆိုလို့ရှိရင်ဆောင်းရာသီရောက်ရင်အေးတယ်ဒါဆိုလို့ရှိရင်တဘာဝအတိုင်းဖြစ်နေတာကွာဆောင်းရာသီရောက်ရင်အေးတယ် အဲ့လိုမျိုးသဘာဝတိုင်းဖြစ်နေတဲ့ဟာမျိုးတွေနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပထမ action ပထမ sentence ပြီးတဲ့နောက်အဲ့ဒီတိုးနဲ့တွဲနေတဲ့ပထမ action ပြီးတဲ့နောက်အဲ့ဒီနောက်ဘက်မှာရှိတဲ့ဒီ action ကအမြဲတမ်းလိုလိုဖြစ်လေဖြစ်တာရှိတဲ့ဟာမျိုးတွေမှာတုံးနေတဲ့အဲ့ဒီဒါပေမဲ့ဒီတိုးဆိုတဲ့ကရမာလေးကိုတုံးလို့မရတဲ့နေရာတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲသူကဘာလဲဆိုရင်ရည်ဝဲထားတာလို့ပြောလို့ရှိရင်နောက်တစ်ခုက မလဲဆိုရင်စိတ်ခံစားချက်တည်းလို့အဲ့လိုပြောတဲ့အခါမျိုးမှာဆိုရင်တော့ तू ကနောက်အခန်းမှာပါမှာပေါ့နော်။ဒါရဆိုပြီးလို့ရှင်တို့ကဘဆိုတဲ့ဟာကတော့ကျွန်တော်တို့ M4 ကြမှာပါမှာနော်။အဲဂျော်ဂန်ခေဖာပေါ့နော်။အဲ့ဒီဟာတွေကိုသုံးနေ။တူဆိုတဲ့ကံမှာကျတော့အဲဒီရေဘူးရပြင်မှန်ကန်တာတို့တဘာဝအတိုင်းဖြစ်ပေါ်နေတာဒါလို့ရင်ဒါဖြစ်တယ်ဆိုတာမျိုးကဥမာခလုတ်ကိုနှိမ့်လိုက်လို့ရှင်ဘာလဲဆိုရင်ရင်းနှွေးထွက်လာမယ်အဲ့တော့ဒီခလုတ်ကိုနှိမ့်ဒီဟာဖြစ်မယ်ဆိုတာသိနေပြီရေဘူးရအပြင်မှန်ကန်တဲ့ဟာမျိုးဥမာ ဟာအပောင် plus ပေါ့နော်အဲ့ဒီ radio တွေမှာဆိုရင်သူတို့ plus အဲ့ဒီအတန်အတိုးအချက်ကျဲတဲ့ဟာလေးရှိတယ်အဲ့တော့အပောင်းဘက်ကိုလှည့်တဲ့အခါမှာအတန်အကျဲလာမယ်အနှုတ်ဘက်ကိုလှည့်တဲ့အခါမှာအတန်တိုးလာမယ်အဲ့ဒါဒါရေဘူးရအဖြစ်မှန်ကန်တာမျိုးဥမာစောင်းရသည်ရောက်ရင်အေးလာမယ်နှွေရသည်ရောက်ရင်ပူမယ်ဒါသဘာဝအတိုင်းဖြစ်တာမျိုးစောင်းရသည်ရောက်လှည့်ရောက်ရင်ပေါ့နော်စောင်းရသည်ရောက်တော့အခါအဲ့လိုပြောလို့ရတယ်အဲ့တော့သဘာဝအတိုင်းဖြစ်တာမျိုးနောက်တစ်ခုက ပထမဆန်းနဲ့ပြီးတဲ့နောက်ဒုတိယဆန်းနဲ့အဲ့ဒီနောက်မှာပါတဲ့အကြောင်းအရာအများနဲ့လို့လို့ဖြစ်လေရှိတာမျိုးအဲ့လိုမျိုးတွေမှာတုံးနေပြီးရင်ဒီခံစားချက်တွေကိုယူရချက်တွေကိုပြောတဲ့အခါမှာတူတုံးလို့မရဘူးအဲ့လိုခါမျိုးမှာအဲ့လိုဒီ n5 level မှာမေတာတာရဆိုတဲ့ formula မှာပေါ့နော် bath ဖြည့်ရတတတွေပေါ့နော်ခဲ့ဒီခဲဘူးတွေလိုက်တယ်နောက်ကလာလေးပေါင်းလိုက်တယ်အဲ့တော့အဲ့ဒါလေးကိုဆန်းစံတော့အတွဲလိုက်လေးမှတ်ထားတာရဆိုတဲ့ form ပေါ့ အဲ့ဒါလေးကကြတော့အဲ့ဒါလေးကိုလည်းဆန်းဆိုတော့ခဲရင်တို့ခဲလျင်တို့ဘာလာပြန်လို့ရတယ်ဒါပေမဲ့သူကကြတော့ဘာလဲဆိုရင်စိတ်ကူးရင်တာပေါ့အာထိပေါက်ခဲရင်ထိပေါက်ခဲရင်ကားဝယ်မယ်အဲ့လိုဟာမျိုးဘာလဲဆိုရင်ရည်ရွယ်ထားတာတို့ပြလို့ရှင်တို့ကစိတ်ခံစားချက်ကွာဘာလဲဆိုလို့ရှင်စိတ်ခံစားချက်ဒါဆိုလို့ရှင်ထိပေါက်မယ်ပေါ့အဲ့လိုမျိုးကစိတ်ခံစားချက်အနေနဲ့တွေးလိုက်တာမျိုးထိပေါက်ရင်ကဘာလုံးမယ်ပေါ့အဲ့လိုဟာမျိုးတွေဆိုလို့ရှင်ဒါဒီတိုလေးကိုသုံးလို့မရဘူးတာရကိုသုံးမယ်နော် အမမသွားနာဒါရနဲ့ဒီဘာဖောင်းနဲ့ဘာဆိုတော့ဆိုတော့ M4 level မှာပါမှာဂျော်ဂန်ခဲဖောင်းပေါ့နော်အဲ့ဒါကြီးနဲ့ကိုဘယ်ဟာဆိုဘလို့အချိန်နေမှာသုံးလို့ရတယ်ဘလို့အချိန်နေမှာသုံးမရဘူးအဲ့ဒီအချက်တွေလည်းအများကြီးရှိသေးတယ်နော်ဒါရှုပ်သွားမှာဆိုလို့ဒါ M4 level ရောက်ခါမှာဒီဂျော်ဂန်ခဲတို့ဘာလို့အသင်ရမှာဆိုတော့အများကြီးရှင်းမပြတော့ဘူးအဲ့တော့ဒီတိုးဆိုတဲ့ grammar လေးကိုသုံးလို့ရတဲ့ဟာရှိတယ်မသုံးလို့ရတာမသုံးရတဲ့ဟာတော့ရည်ရွယ်ချက်တွေတို့ပြီးလို့ရှင်ခန်းစားချက်တွေတို့မှာသုံးလို့မရဘူးပေါ့အဲ့ဒါလေးမှတ်ထားမယ်အဲ့ဒီနှစ်ခုပဲမှန်ရပြီနော် အဲ့ဒီမှာဆိုလို့ရှိရင်ဥပမာအနေနဲ့ဆိုရင်ခိုခိုအိုအိုဆုတိုတဲ့ဒီနေရာကိုဖိလိုက်ရင်ဒီနေရာကိုနှိပ်လိုက်ရင်ပေါ့နော်အိုယူကဒေမတ်ရင်နွေးထွက်တယ်ပေါ့နော်ဒါဆိုရင်ဒါလုံးရင်ဒါဖြစ်တယ်ဒါရေဘူးရဖြစ်မှန်တယ်နော်အဲ့လိုဟာမျိုးမှာသုံးတယ်ဒီနေရာကိုဖိလိုက်ရင်ရင်နွေးထွက်တယ်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ရမယ်လို့ထင်တယ်နော်အများကြီးရှင်းလိုက်လို့ရှုပ်သွားလားမသိဘူးနားမလည်ရရှင်းဆက်ဆက်ကို comment မှာပြန်ပြီးတော့မေးလို့ရတယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဆက်ဆက်တို့ဒီ ဥပမာအစားသောင်းလေးတွေဖတ်မယ်နော်။ကျောင်းသားသားတွေကအခန်း23ရဲ့အဲဒီစကားပြောမတိုင်ခင်ပေါ့နော်ပထမဆုံးစာမျက်နှာကိုကြည့်မယ်နော်။အော် ETC ဘန်းမဲ့ဆိုလို့ရှိရင် ETC ဘန်းမဲ့ဆိုလို့ရှိရင်စာစတို့ဒီမှာဆိုရင်တိုရှိုခန်တဲ့ဟွန်းအိုခါရီလူတိုခီတဲ့ဘာလဲဆိုလို့ရှိရင်တိုရှိုခန်ဆိုတော့စာကြည့်တိုင်းမှာဟွန်းအိုခါရီလူတိုခီစာအုပ်ငှားတဲ့အခါတဲ့ခါသူက edemas ပေါ့နော်ခါသူက edemas ဆိုတော့အဲ့ဒါဆိုရင်ကတ်လိုတယ်ပေါ့နော်ငားတဲ့ကတ်မန်ဘာကတ်လည်းဖြစ်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးငားတဲ့ကတ်လိုတယ်တဲ့အဲ့တော့ဒီစာအုပ်ငားတဲ့အချိန်ဆိုတော့အချိန်လေးကိုပြောချင်တာကွာစာအုပ်ငားတဲ့အချိန်ပေါ့ဒီမှာဆန်းတို့က mass နဲ့ဆုံးထားတယ်ပေါ့နော်လက်ရှိကာလကိုပြောတာမဟုတ်ဒီမှာအချိန်တို့အခါတို့လို့ပြန်ပြီးတာနော်ကဲအဲ့ဒါဆိုရမယ်လို့ထင်နော် အာဒီစာကြီးတိုင်းမှာစာအုပ်ငားတဲ့အခါကတ်လိုတယ်ပေါ့နော် နောက်တစ်ခုကစံတယ်လို့ပါလဲဆိုရင်ခုနဘိုတန်အိုဆုတို့ဒီဘိုတန်ဆိုတာဒီခလုတ်ကိုနှိပ်လိုက်ရင်အိုဆူရီကဒေမတ်အိုဆူရီဆိုတာကအကြွေပေါ့နော်ငွေအကြွေထွက်လာမယ်အဲ့ဆိုအဲ့စံတယ်လို့အလိုအလျောက်ဈေးအောင်ဆက်တယ်မှာဆိုလို့ရှိရင်စံတယ်လို့ပတ်စံ900ရာတန်တို့တစ်ထောင်တောင်းနိုင်တော့မရှိပါဘူးနော်900ရာတန်ထည့်တယ်ထည့်ပြီးသွားရင်စံတယ်လို့အုံမှာ150တန်အကြွေဝယ်တယ်အဲ့မှာဒီမှာအကြွေအကြွေကဝယ်ပြီးသွားပြီဆိုဒီမှာခလုတ်အဝါရောင်လို့ဟာမျိုးရှိရဲခလုတ်ကလေးကိုဖိချလိုက်လို့ရှိရင် လော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 ဆိုပြီးတော့အိမ်မှာအကျွေးခွက်ကလေးတွေကိုအကျွေးတွေပြန်ပြီးတော့ပြန်အန်းငွေတွေကြားတယ်ပေါ့နော်အဲ့ဒါကိုပြောတာနော်ဒီ button လေးဒီ clock လေးကိုနှိပ်လိုက်ရင်ပြန်အန်းငွေတွေထွက်တယ်ပေါ့နော်နောက်တစ်ခုကဟာရုပ်ခုထဲထဲပြီးကို meme mask ကားတယ်အဲ့ဒီဒေတာဒီအမြင်နဲ့လိုလိုကြည့်လေးရှိလားပေါ့နော် TV ကြည့်လေးရှိလားတဲ့မကြာခဏပေါ့နော် TV ကြည့်လားပေါ့နော်မကြာခဏ TV ရုပ်မြင်သံကြားကြည့်လား so destiny တဲ့အဲအေးနော်တဲ့အေးပေါ့နော်ကြည့်တယ်ပေါ့နော် ါလဲဆိုရင်ယာကျူနောရှီယာကြီးကအာရုတိုခီတဲ့မီမတ်တဲ့ဆိုဒက်စ်နဲဆိုပြောချင်တာဒီနေရာမှာဆိုရင်ဟာဘယ်လိုပြောရမလဲပေါ့ဘယ်လိုပြောရမလဲနော်အဲ့လိုမျိုးလေးဖြေသာပြန်လို့ရတယ်နော်ဆိုရင်အမကြာခဏ TV ကြည့်လာဆိုရင်အာဘယ်လိုပြောရမလဲယာကျူနောရှီယာကြီးကအာရုတိုခီယာကျူဆိုတာဗာလဲဆိုရင်ဘေ့စ်ဘောပေါ့နော်အာဘေ့စ်ဘောပြိုင်ပွဲတွေပါတယ်ရှိတဲ့အခါတဲ့နောက်ကဓမ္မဆရာဆိုမီမတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာအချိန် အခါလို့ဘာသာပြန်မယ်เนาะဟောဒီရာကျူဘေ့စ်ဘောပြိုင်ပွဲတွေပါတယ်ရှိတဲ့အခါပေါ့เนาะရှိတဲ့အခါကြည်ပါတယ်တဲ့အဲ့တော့ဒီပြိုင်ပွဲရှိတဲ့အချိန်ကာလပြောကျွန်တော်ဒီအားလေးကိုတုံးလိုက်တယ်နောက်တစ်ခုကလဲဆိုးခိုနီနာနီမို9တို့ခိဒိုရှီမတ်စကားတဲ့လဲဆိုးခိုဆိုတာက ရေခဲတစ်တာဒီကတည်းကတည်းကဘာမှမရှိတဲ့အခါဘယ်လိုလုပ်လဲပေါ့နော်ဒီမှာကဆန်တရိုရှိ must ပေါ့နော်လက်ရှိကာလကိုပြောတာမှလို့ဒါကိုအချိန်အခါလို့ပြန်မယ်နော်အဲ့တော့ ရေကတရားထဲမှာဘာမှရှိတဲ့အခါဘာလုပ်လဲပေါ့နော်ဘယ်လိုလုပ်လဲဆိုတော့ Chicago no less student အဲထားပိုင်းနေအကင်းမှာစတဲ့ Chicago no less student အဲအနီးအနားကစားတော့ဆိုင်တို့ထားပိုင်းနေအကင်းမှာစတဲ့စားဖို့သွားတယ်ပေါ့နော်သွားစားတယ်ပေါ့ညာတို့ကကြပါလဲဆိုရင် government ခိုင်ကြီးရှိစိုးတယ်လို့ထုတ်ခဲ့တယ်ဒီမှာဆိုရင် နောက်မှာမရှိတာလို့ပြောထားတော့ဒါကိုစမ်းသပ်လို့ပါလဲဆိုရင် ဒါလေးကို တုံးကားလို့ဘာသာပြန်မယ်နော်ဟိုင်းရှိစိုးဒဲရူတိုကီထွက်တယ်ဆိုရင်ဆန်တော့အိုနဲ့ထွက်မယ်နော်ဝင်တယ်ဆိုရင်နိနဲ့ဝင်မယ်အဲ့တော့ဘာလဲဆိုတော့အစည်းဝေးကန်းကနေထွက်တုံးကအေကွန်ကိုခေရှိမတ်တာကအေယာကွန်ကိုခေရှိမတ်တာကတဲ့ဘာလဲဆိုရင်အစည်းဝေးကန်းကနေထွက်တုံးကအေယာကွန်ပိတ်ခဲ့လာပါဘောနော်ဟုတ်ကဲ့ရှိမှတာဟုတ်ကဲ့ပြိတ်ခဲ့ပါတယ်တဲ့နောက်တစ်ခုကဘာလဲဆိုရင်စန်တိုစတန်က ဆန်တိုဆန်ကဒီမှာဆိုရင်ကြောင်ကြောင်လေးဒီမှာဆိုရင်စပေးလေးချတယ်ဒီမြန်မာစာလိုပဲဆန်တိုဖတ်တဲ့အခါကျလို့ရှိရင်အဖြတ်အတောက်ကလေးနဲ့မှန်မှန်ဖတ်တဲ့အခါကျပို့ပြီးအဆင်ပြေနော်ဆန်တိုဆန်ကဒုခိုတဲ့ဖူကူယာခုဆိုခိုင်မတ်စကာတဲ့ဆန်တိုဆူဆန်ကတဲ့ဒုခိုတဲ့ဘမာပေါ့နော်ဖူကူယာခုဆိုခိုင်မတ်စကာတဲ့ဖူကူဆိုတာကဆန်တိုအဝတ်တွေဖနက်တွေကိုဝယ်တာလေတဲ့အဲ့တော့ခုနှစ်ရဲ့ခရတာတို့ခိ ဘာလဲဆိုဒီမှာ mass mass နဲ့ဆိုတော့ဆန်သလိုဒါဆိုရင်အချိန်အခါလို့ဘာသာပြန်မယ်เนาะခုနှစ်ရဲ့ခါရတဒုခိဘာလဲဆိုရင်တိုင်းပြည်ပြန်တဲ့အခါနိုင်ငံပြန်တဲ့အခါခါ imass ဘွဲပါတယ်တဲ့ဒါဆန်သလိုနီဟွန်လို့ပြောလဲရနီပွန်လို့ပြောလဲရဆန်သလိုဒီမှာနီဟွန်လို့ပဲဖတ်လိုက်เนาะနီဟွန်နောဝနီဟွန်နောခုဆိုဝတို့နီဟွန်နောဖူကူဝတို့ဒီညမှာနောင်းလေးကိုဖြောက်ပြီးတော့ဒီမှာရေးထားတာဗောနော်နီဟွန်နောဝနီဟွန်ဝပစ္စည်းတွေ ਆ ဗောနော်နီဟွန်ကအင်ကြီးတို့ဖနတ်တို့က ချီဆိုင် dust ခါရချီဆိုင်ဆိုတာကဘာလဲဆိုလို့ရှင်အဲသေးတဲ့အတွက်ကြောင်းနဲ့စိုက်သေးတဲ့အတွက်ကြောင်းနဲ့ဟုတ်ပြီနော်ဥမာနိုင်ငံသားတွေဆိုတော့သူတို့ကဒီလူကောင်ထွားထွားတွေဆိုတော့ဒီခြေထောက်တွေဘာတွေဆိုလို့ရှင်ဂျပန်ဆိုင်နဲ့မတော်ဘူးပေါ့နော်အဲကြောင့်မလို့ဂျပန်ကဒီအဝေးအစားတွေဖက်နေတရားသေးတဲ့အတွက်ကြောင်းပေါ့နော်သူနိုင်ငံပြန်မဝဲတယ်ဗောနော်နောက်တစ်ခုကနန်နာပန်နန်နာပန်ကဆိုရဝနက်ဒက်စကာတဲ့အဲ့ဒါကဗာလဲတဲ့ဂန်ခီချတက်စတဲ့ကျမကြီးလက်ဖက်ရည်ဖြစ်ပါတယ်တဲ့ အဲဒီမှာဆိုလို့ရှိရင်ခရာတာနောချောရှိကဝါဒူဤတုခိဒီမှာ mass ဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုရင်အချိန်အခါလို့ပြန်မယ်နော်ခန္ဓာကိုယ်အခြေအနေမကောင်းတဲ့အခါ nomi mass တောက်ပါတယ်တဲ့ဟိုမှာနေထိုင်မကောင်းခြင်းလို့ဖြစ်တဲ့အခါမျိုးတောက်တယ်ပေါ့နော်နောက်တော့ဟာချီပဲဒီမှာဆိုရင်တုခိကိုသုံးမယ်ဆိုရင်ဆန္ဒတို့ဒီမှာရှေ့မှာဆိုရင်ဆန္ဒတို့နာဆိုရင်နာအတိုင်းလေးပဲပြန်သုံးထားရနော်ဟိမနာတုခိအားတဲ့အခါဥချီရဲ့အာဆိုဘီနီခီမာဆန်ကားတယ်ဗာလဲဆိုရင် အိမ်ကိုကစားဖို့လာမလားပေါ့နော် လာပါလားပေါ့ဆိုတော့အေးအာရီကတူကိုဆိုင်မတ်တဲ့အင်းနဲ့ကျေးဇူးတင်ပါတယ်တဲ့နောက်တစ်ခုကြပါလဲဆိုရင်ကျူဘန်မဲ့ကက်ဆေနိုတိုခိညီမဆိုရင်ဆန်သရိုမာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆန်သရိုအတိတ်ကာလဖြစ်ကြောင်းဒါလေးကိုတုံးကားလို့ဘာသာပြန်မယ်နော်ဆိုရင်တိုခိရဲ့အချိန်မှာဆန်သရိုနောင်းဆိုရင်နောင်းတော့တိုခိလို့ပြောတယ်နော်ကက်ဆေနိုတိုခိ ကျောင်းသားဘွားတော်ကအာရုဘိုက်တိုရှိမှစတာကားတဲ့အာရုဘိုက်တိုဆိုတာအချိန်ပိုင်းပေါ့နော်ဘိုက်တိုလို့လည်းအတူကောင်းအနေနဲ့သုံးတယ်အာရုဘိုက်တိုလောက်ခဲ့လာပေါ့နော်အချိန်ပိုင်းလောက်ခဲ့လာအဲဒုခိဒုခိရှိမှစတာတဲ့အင်းနဲ့တခါတလေတော့လောက်ပါတယ်လောက်ခဲ့ပါတယ်တဲ့နောက်တစ်ခုကအိုယူကဒေမာဆန်နဲ့ဗာလဲဆိုရင်ရေနွေးမထွက်ဘူးတဲ့စိုးခိုအိုအိုစုတို့အဲ့ဒီနေရာကိုနှိပ်လိုက်ရင်ဒေမတ်စ်ရောထွက်တယ်လေတဲ့ဟုတ်ပြီနော် အတကယ်ဆိုရင်ဆန်းတို့ဒီ n5 level ကိုဒီဘုံပို့ပေါ့နော် grammar တွေလည်းကောင်းကောင်းသုံးထမ်းမယ်ပြီးရင်ဒီခုတို့ပါပေါ့နော် meaning တွေလည်းရမယ်ဆိုရင်တော်တော်များများလေးဒီနေထိုင်စားသောက်တာတွေအလုံးမှာပြောတာတွေတော်တော်များများပြောနိုင်နေပေါ့နော် n5 level တကူတည်းကိုကြည်ကြည်ညံ့ညံ့နဲ့ရမယ်ဆိုရင်တော့ပြောနိုင်နေနော် demas yo နောက်တစ်ခုကကြတော့ level မြင့်လာလေရင်တော့တို့ဂျပန်လူမျိုးတွေတုံတာတော့ level မြင့်တဲ့စကားတွေအများကြီးပါတာပေါ့နော် level မြင့်လေးကောင်းလေပေါ့ဒါပေမဲ့ပြောချင်တာကစမ်းတဲ့တို့ စကားပြောမှာဂျပန်စကားပြောမှာအဖိုက်လည်းပဲဒီကောင်းကောင်းပြောဒီကျင်းရခဲ့ရင်တော့မှသူကပြောနိုင်တယ်လို့ပြောတာပါနော်နောက်တစ်ခုကဂျူအီချီပန်မယ်နော်ဆူမီမာဆန်တစိလောက်တဲ့ရှီယာကူရှော့ဝါဒုခိုဒက်စကရှီယာကူရှော့ဆိုတာမြို့နယ်ယုံပေါ့နော်မြို့နယ်ယုံကဗမာလေတဲ့ခိုနိုမီအဲဒီခိုနိုမီချီအိုဒီလန်းကိုပေါ့နော်မတ်စုကူအီကူတိုတဲ့တက်တက်သွားလို့ရှင်တဲ့ဟီတာရီနီ အာဒီမတ်စ်တဲ့ဟီတာရီဆိုတာကဘာလဲဆိုလို့ရှင် ဘယ်ဘက်ပေါ့နော်ဘယ်ဘက်မှာရှိပါတယ်တဲ့ဖူရိုဒါတဲမွန်နိုဒက်စ်တဲ့ဒီအဆောင်ဟောင်းလေးဟိုဒီဟောင်းနှဲနေတဲ့အဆောင်လေးဖြစ်ပါတယ်ပေါ့နော်ပြောချင်တာကအဲ့ဒီရှီယာကူချိုကဒီအဆောင်ဟောင်းလေးပြောချင်တာအဆောင်အိုပြောနော်အိုဖြစ်ပါတယ်တဲ့အဲ့လိုပြောတာနော်ဒီလမ်းလေးကိုတတဲသွားလိုက်လို့ရှင်ဒီဘယ်ဘက်မှာရှိတဲ့အဆောင်အိုလေးဖြစ်ပါတယ်အဆောင်အိုဖြစ်ပါတယ်ဗောနော် အဲ့ဆိုလို့ရှိရင်တော့ရမယ်လို့ထင်တယ်နော်။ over 23အထိ27အထိဆို23ပြီးသွားပြီနော်။အဲ့ကြောင့်ကျွန်တော်တို့အနေနဲ့နားမလည်တာရှိလို့ရှိရင်ဆင်းသေးကို comment မှာမေးခဲ့လို့ရပါတယ်။စာလေးလာတာအဆင်ပြေကြပါစေနော်။